စေတောက်ခံတဲ့အခါမှာတရားဝင်သားသမီးဖြစ်ခြင်းဒါမှမဟုတ်လို့ရှင်တရားမဝင်မွေးဖွားလာတဲ့သားသမီးပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုညီတိသားသမီးမဆိုပေါ့နော်ကလေးစရိတ်၎င်းတို့ရဲ့ဖခင်ပေါ်မှာကလေးစရိတ်ဒါမှမဟုတ်လို့ရှင်သားသမီးစရိတ်တောက်ခံလို့ရပါတယ်ဒီလိုမျိုးတောက်ခံတဲ့အပေါ်မှာဖခင်ရဲ့အဆင့်အတန်းနဲ့ဝင်ဝင်အလုတ်အကိုင်ပေါ်မူတည်ပြီးတော့ပေါ့နော်သားသမီးရဲ့သားသမီးရဲ့စာဝင်နေရေးပညာရေးအသက်အရွယ်လိုက်ပေါ့နော် ဒီညီမျှတဲ့ပမာဏကိုကျမတို့ကတရားရုံးတော်ကနေပြီးတော့တရားမလမ်းကြောင်းအရာတောင်းဆိုလို့ရပါတယ်။ကလေးရဲ့ဖခင်ဟာအဲမိမိနဲ့ပေါ့နော်ဒီထိမ်းမြားပြီးတဲ့အခါမှာယဟန်ဝတ်သွားတယ်အပီးအပီးပိုင်ပေါ်တော့ယဟန်တတယဟန်ပေါင်းလေးကိုဝင်ရောက်သွားတယ်ဆိုလို့ရှိရင်လေအဆူပါအဆူပါဖခင် ရဟန်းဝတ်သွားတဲ့ဖခင်အပေါ်မှာသာသမီစရိတ်တောင်းခံလို့ရပါတယ်။ဒီလိုမျိုးတောင်းခံတဲ့အခါမှာသာသမီစရိတ်ပေးဖို့ပေးရမယ်ဆိုတဲ့စီရင်ထုံးတွေလည်းထွက်ရှိထားတာရှိပါတယ်။နောက်တစ်ခုအကြတော့ကျမတို့တွေကသာသမီစရိတ်တောင်းခံတဲ့အခါမှာတရားမဝင်ဘောနော်ဝေဖွာလာတဲ့ကလေးတွေရှိတယ်။ဒီလိုမျိုးကလေးတွေကလေးတွေအတွက်ကို ်မြမဒလိထုံတန်းဥပဒေရတော့၎င်းကလေးတငယ်များဆိုင်အားအခွင့်အရေးဆိုင်ရာဥပဒေအရတော့၎င်းနောက်တစ်ခုကတလင်တများစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေအရတော့၎င်းဒီလိုဥပဒေထဲမှာပေါ့နော်ကလေးတငယ်ရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ဆုံးရှုံးခွင့်မရှိစေရဆိုတဲ့အချက်တွေပါပါတယ်ပြထန့်ထားရလည်းရှိပါတယ်ပေါ့နော်။ဒါကြောင့်မို့လို့ကျမတို့အခုနောက်ပိုင်းမှာပေါ့နော်2015ခုနှစ်မှာထုတ်ပြန်ထားတဲ့ဥပဒေအရဆိုလို့ရှိရင် အမျိုးသားဖြစ်သူဟာပထမအိမ်တောင်နဲ့တရားဝင်ကွာရှင်းပြည့်စဲထားခြင်းမရှိဘဲနဲ့ဒုတိယအိမ်တောင်ထပ်မံပြုတယ်။ဒါမှမဟုတ်လို့ရှင်အငယ်အနောင်ထားတယ်ဒီလိုမျိုးထားရှိခြင်းကနေပြီးတော့ကလေးပေါ့နော်ရရှိလာတယ်သာသမီရရှိလာတယ်ဒီသာသမီအပေါ်မှာရောကျမတို့ခေတ်ကာလအိမ်နေနဲ့စင်ကယ်မသားလို့ခေါ်မယ်ပေါ့နော်ကလေးစရိတ်ဒီဖခင်ပေါ်မှာတောင်းတောင်းခံဝင်ရှိပါတယ်ဒီလိုမျိုးတောင်းခံတဲ့အခါမှာကျမတို့ကရဇဝိကြောင့်အရာသွားမယ် တောင်းခံရုံ မဟုတ်ဖဲနဲ့တရားမှเจ้าအရာတာဆွဲဆူပြီးတော့တောင်းခံမယ်ဆိုလို့ရှိရင်ဒီကလေးอ่ะပေါ့เนาะဒီတောင်းခံเนี่ยဖခင်ရဲ့သားသမီးဖြစ်ကြောင်းထင်ရှားအောင်ပြသရပါတယ်ဒီလိုမျိုး ဖခင်ဖြစ်ကြောင်းထင်ရှားအောင်ပြတ်တပြီးမှသာလည်ရင်ကျမတို့ဟာသာသမီစရိတ်တောင်းခံခွင့်ရှိမယ်ဆိုတဲ့အကြောင်းလေးကို အားလုံးပဲအများပြည်သူသိရှိအောင်ဒီဗီဒီယိုလေးကနေတဆင့်မျှဝေပေးခြင်းဖြစ်ပါတယ်။ဂျေဇုအများကြီးတက်ပါတယ်ရှင်။ကျမကတော့အထက်တန်းရှိနေတော့နှုံးရထုံပဲဖြစ်ပါတယ်ရှင်။